သူတို့ကတကယ်မင်းသမီးကိုလောကတကယ်မင်းသမီးတို့တကယ်နေရပါခင်ဗျာကျွန်တော်ဆိုအပြင်သွားရင်အဲ့လိုဘောင်းမီတုံနေတခါလေအင်ဂျာပေါက်ရင်လည်းပေါက်နေရအဲ့မှာလူတယောက်ဆိုလာပြောရဲ့အော်ဝိခတ်မုံမလားအော်ဟုတ်လားမမမီလို့အပေါ်ကတော့တော်တော်စိတ်မကောင်းပြောပါအဲ့ကြောင့်နောက်ပိုင်းကျနည်းနည်းစင်စင်ကြီးကြီးနေတော့ပါမယ်ဟုတ်အာကျွန်တော်ဒီ moment news ဆိုရယ်ဇလန်တွဲမှာကျွန်တော်ကခတ်ဆိုးဆိုးကောင်းလေးအနေနဲ့ပေါင်းရောင်းဖြစ်ပါတယ်။ character name ကတော့ဒိုလီဖြစ်ပါတယ်။ အာအရင်တော့မစိုးပါဘူးခေါလိုမျိုးအဲ့လိုမျိုး gang style လို့တော့မစိုးဘောနော်ဒီအာတထေးသားအဲ့လိုမျိုးခက်ဆိုးဆိုးကောင်းလေးကြောင်းနေတယ်ပြောပါဘူးခင်ဗျာဟာလားရှိခဲ့ပါလားတော်မသိဟာလားဟောဟောဟုတ်တယ်ခင်ဗျာဟုတ်တယ်ဟုတ်မတိထားတော့ပုံပြီးတော့နည်းနည်းကိုလို့ချင်းလို့လို့ရပါဘောနော်တိထားဆိုလို့ရှိရင်သူတို့ကဟာအရင်ကောင်းတာလားဆိုပြီးအဲ့လိုဖြစ်သွားမှာဆိုလို့ခင်ဗျာဟောဟ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 ုတ်တယ်ဟာမလေးလားသူတို့အဲ့လိုမျိုးအာတမင်း တမိန်တကာအဲ့လိုမျိုးမလုပ်တာလည်းပါတယ်ခင်ဗျာဘာလို့လဲဆိုတော့အဲ့လိုမြင်လိုက်လို့ရှင်အဲ့လိုမသိစိတ်ထဲမှာအော်သူကဒါလုတ်ထားဆိုတော့အဲ့အောင်ပြန်ပြီးတော့ကြော်ကျင်တဲ့စိတ်ကရှိနေအဲ့တော့လောက်ကမလွတ်လပ်တော့ဒါကျွန်တော်ခံယူချက်ပါခင်ဗျာဟုတ်တယ်ခင်ဗျာကျွန်တော်အဲ့အပြင်မှာမလုတ်ကျူးတဲ့ character ပေါ့နော်အမတထေးသားခက်ဆိုးဆိုးလေးပေါ့နော်ဟုတ်အဲ့ဟုတ်ကဲ့အာတကယ်တော့ကျွန်တော်တို့မပွင့်နေတိရအဲ့လိုမျိုးဆယ်စုနှစ်တစုကျော်သွားပြီပေါ့နော်မပွင့်နေကျွန်တော်အမားနေရအရင်တော့အရင်ချင်းကြီးကျွန်တော်ဆိုလို့ရှိရင်အဲ့တော့6နှစ် လင်းခါနဲ့လောက်ပဲရှိသေးတယ်။အဲမပွင့်တော့အဲ့လိုအင်ဝင်အင်ထွက်တည်းအဲ့လိုမျိုးလုံးနေတာခင်ဗျာဟော။မားနဲ့တကယ်ကြီးဆိုတော့ဟုတ်ကဲ့။ဟုတ်တယ်ခင်ဗျာဟုတ်တယ်ခင်ဗျာ။အဲ့မှာကျွန်တော်နဲ့မပွင့်တဲ့ရှင်းမှာအဲ့ချစ်သူစရာတကားစုံနဲ့အခုဒီမှာတကားထဆုံပါခင်ဗျာဟော။အဲ့လိုမျိုးဟာမပွင့်ဆိုရင်တော့လို့ပြောဖို့ကောင်းပါပါလို့ဘာလို့မတွေ့ရလဲအရင်ကြပြီဆိုရင်ကျွန်တော်တွေ့တော့လဲအဲ့ဒီစကားကြီးပဲပြောဖြစ်တာဟာမပွင့်မတွေ့ရကြပြီနော်မမီလားဘာညာနဲ့ဆိုပြီးအဲ့ငါစတွေ့တော့အဲ့လိုမျိုးနှချီတွေးလောင်းလေးနဲ့ရှောက်ပြေးနေရတော့ပါဘူးဟော။ မပူရကြလေရိုးရဲဟာဟုတ်တယ်ဟုတ်တယ်ကျွန်တော်အဲ့ချစ်သူဆရာမှာကျွန်တော်တွေ့တာတော်တော်လာတယ်အာလောကဂျိုက်ထားတယ်လာတယ်အာကျွန်တော်ရိုးခိုင်းလေကျွန်တော်လည်းကြောင်ပြနေမှာဒါပေမဲ့အဲ့မှာတော်တော်လာတယ်ကိုတိုင်ုံညလည်းလောကသူ့ရဲ့အဲ့ယောက်ျားအဲ့လိုမျိုးဘယ်လိုပြောရမလဲအဲ့ယောက်ျား character လည်းမပြောက်တော့ဒါပေမဲ့အဲ့လိုမျိုးချစ်တဲ့ character လေးကလည်းရှိရတော်တော်ကောင်းတယ်တော်တော်ကောင်းတယ်ကျွန်တော်အားဒါကတော့ကျွန်တော်ကမဟုတ်ဘူးဘယ်လိုမျိုးယာယီလဲပေါ့မှာမူတည်ရပေါ့နော်ဒါပေမဲ့ကျွန်တော်ကအဲ့လိုမျိုးကျွန်တော်နဲ့အလုပ်တွဲလုပ်ပြီဆိုရင်ကျွန်တော်အပြည့်အဝယုံကြည်ရဘာလို့လဲဆိုတော့ ကျွန်တော်စိတ်ကရှင်းတယ်အမကတော့ကျွန်တော်လုပ်ပေးမှာပဲအဲတည်ရမှာမပွင့်ဆိုကျွန်တော်လုပ်ပေးမှာပဲကျွန်တော်အရှိမလုပ်ပေးဆိုဘာလို့ယုံကြည်မှုမရှိလို့ရှိရင်ရိုက်ကအရန်ခတ်တယ်ကျွန်တော်ကိုယ်နဲ့ကွာလာအဲ့လိုမျိုးတမျိုးကြီးဖြစ်နေဟာ तू ကျွန်တော်တခုလုပ်လိုက်မှာဒါပေမဲ့မပွင့်လို့ပါပါကျွန်တော်ပြောစရာမလိုကျွန်တော်ချစ်သူစရာမှာတည်းကကျွန်တော်လုံးဝယုံကြည်မှုအပြည့်ပေးတာပါခင်ဗျာဟုတ်ပြပါပါပါအာရွေးချယ်မှုကကျွန်တော်ကဒီ character ရွေးရတော့မဟုတ်ပါတော့ကျွန်တော်ကကျွန်တော်အမတန်အောင်ကျွန်တော်မလုံနိုင်အောင်လို့ထင်တဲ့ character ကိုကြာကျွန်တော်မလုံချင်အောင်မလုံချင်အောင်ဆိုတဲ့ဘောကျွန်တော်အနုပညာရောဗျာအဲ့လိုပြီးပြီးရောင်းနေကျွန်တော်ပေးလိုက်လို့ချင်ကျွန်တော်အရန် အလူပညာရှက်ရှက်ရှက်လေပေါ့နော်အဲ့လိုမျိုးကြောင့်အဓိကမပိုင်တဲ့ character မပေးခြင်းအဲ့ကျွန်တော်တေးတေးတေးချာချာရွေးပြီးမှရိုက်တော့အဲ့လိုမျိုးအတိမတ်ပြုခြင်းခံရလို့ကျွန်တော်ထင်ပါတယ်ခင်ဗျာဟာအဲ့လိုရှိရပါဘောအမကျွန်တော်လည်းအဲ့လိုမျိုးစိတ်တရားဒါလူပဲလေဖြစ်တာပေါ့ဟာငါဒီကားကိုအဲ့လိုမျိုးမရိုက်လို့ရှင်ငါဒီလိုဖြစ်သွားမလားဒါပေမဲ့လည်းကျွန်တော်ခံရတာကျွန်တော်အမှုပညာအရမ်းမြတ်လို့ပဲဖြစ်တယ်ကျွန်တော်မအောင်အဲ့လိုမျိုးနမဲမချင်းတောင်မှကျွန်တော်ရဲ့အမှုပညာအတိုင်းကအဲ့လိုမျိုးဘယ်လိုပြောရမလဲလူတွေကအဲ့လိုမျိုးအတိမတ်ပြုနေရမယ်ပြီးတော့ကျွန်တော်အမှုပညာတော့တကယ်ဖြစ်တာပါခင်ဗျာအရမ်းအဲ့လို ရုပ်အဲ့လိုတရုတ်ဆောင်ကြီးလုံနေအောင်ပျော်နေရဆိုရဟုတ်ဟုတ်ပြီးအဲ့လိုကျွန်တော်မဟုတ်တဲ့လူတယောက်ကိုတရုတ်ဆောင်ကပို့ပျော်တယ်အပြင်ကရိုက်တာကျွန်တော်အဲ့လိုပို့ပွားနေရတယ်ဆိုတော့ဟိုမှာလုံးဝဥပမာဒီဆိုရှင်လဲကျွန်တော်အဲ့လူဆိုးလေးပေါ့နော်အဲ့လိုကြိုင်နေကျွန်တော်ပျော်တယ်ကျွန်တော်မဟုတ်တဲ့ကရိုက်တာတစ်ခုတရုတ်ဆောင်ကျွန်တော်ရမ်းပျော်တယ်မဆိုးပါဘူးကောင်းတယ်ပေါ့နော်ဒါမဲ့လိုသေးရဲ့အများကြီးလိုသေးရဲ့တဲ့ YouTube ပို့ရလိုရဲ့ပို့ပြီး YouTube တော့မယ်တဲ့ကျွန်တော်လဲလက်တော့လက်ခံပါတယ်တချို့အာနည်းနည်းငယ်သေးလို့လဲပါပါလိမ့်မယ်တချို့ အလုပ်ပြင်ကြရဆိုလို့ရှိရင်ကျွန်တော်အဲ့လိုမျိုး PPO လုပ်လိုက်တာနေနည်းရှိရပေါ့နော်အဲ့တော့ယူသွတ်ဖို့လိုတယ်မရဘူးကနေယူကိုယူသွတ်နေမှရမှာအဲ့တော့ကျွန်တော်လည်းခုကိုပြန်ပြီးတော့သုံးသပ်မိပါတယ်သူတို့ကတကယ်မင်းသမီးကိုလုံးဝတကယ်မင်းသမီးတို့တကယ်နေရပါခင်ဗျကျွန်တော်ဆိုအပြင်သွားရအဲ့လိုဘောင်းမီတုံတယ်တခါလေအင်ဂျာပေါ့ရင်လည်းပေါ့နေရအဲ့မှာလူတယောက်ဆိုလာပြောရအော်ဝိခတ်မုံးမလားအော်ဟုတ်လားမမမီလို့ပုံစံအချတော်စိတ်မကောင်းပြောတာအကြောင်းနောက်ပိုင်းကျတော့နည်းနည်းစင်စင်ကြီးကြီးနေတော့ပါမယ်ကံကောင်းတာကကျွန်တော်အခုဒီမှာစီးရီးတစ်ခုရိုက်တယ်ပေါ့နော်နောက်လာလည်းစီးရီးတစ်ခုရိုက်မယ်ပြီးနောက် တက်လာကြရလေအဲ့လို၃၅စတိုက်ဖြစ်နေရပေါ့နော်ကျွန်တော်ကိုဆိုင်လို့နဲ့လဲဟိုကရုပ်ရှင်ကားကြီးဒီတောင်ကြီးမှာမိဘမိရရိုက်ဖို့ရှိရပေါ့နော်အဲ့တော့ကျွန်တော်ကြည့်နေတဲ့ပရိသတ်တွေအခဏလေးစောင့်နေပါအာစိတ်စိတ်နေပါပြီလို့ပြောချင်ပါတယ်ခင်ဗျကိုဆိုင်ကြီးကနောက်တစ်ချိန်ထပ်ဆက်လာဟုတ်တယ်ခင်ဗျကျွန်တော်ကိုဆိုင်နဲ့နောက်တစ်ချိန်ပြီးတော့အရိုက်ပေးရမရှိရနုနဲ့လဲနောက်တစ်ချိန်ပဲအာပထမတစ်ခါလဲအိုက်ဒရိုက်တာနဲ့ကိုဆိုင်နဲ့ပဲဒုတိယတစ်ခါလဲတစ်ခါသူတို့နဲ့ပဲအဲ့တော့အိုက်ဒရိုက်လည်းရှင်းထုတ်နေပါဘောအာပြောဖို့ကောင်းတယ်သူကျွန်တော်ပြောဆိုရင်ကျွန်တော်အဲ့လိုယုံကြည်မှုအပြည့်ပေးထားတာဗျာကျွန်တော် အဲ့လောက်ထိစိတ်ပူစရာလို့ကျွန်တော်ကျွန်တော်အလုပ်ကိုပဲကျွန်တော်လုပ်သူတို့လုပ်ကိုသူတို့လုပ်သွားမယ်အဲ့ဒါကြီးကအရင်ပြောဖို့ကောင်းတယ်ခင်ဗျာဟုတ်ဘွေးခတ်မလို့အဲ့လိုကြောက်ပိုကောင်းတာပါမှာကျွန်တော်အဲ့လိုမယုံသင်္ကာရင်းနဲ့အဲ့လိုဖြစ်နေရဆိုလို့ရှိရင်ကျွန်တော်ဘက်ကဖြစ်လည်းမကောင်းတော့ဒီဒါရိုက်တာတို့တခြားသူဖြစ်ကလည်းမကောင်းဘောနော်အဲ့တော့အဲ့လိုမယုံကြည်မှုပြည့်ပေးလို့ရှိရင်ကျွန်တော်ပို့ပြီးတော့လုပ်ချင်တယ်ဒါပေမဲ့ကျွန်တော်တခုခုတောက်ဖြစ်သွားပြီဆိုရင်ကျွန်တော်စိုက်ကိုဝင်သွားခင်ဗျာဟုတ် အာအခုဆိုလို့ရှိရင်လည်းမဟာထုံးမဲ့ဇလန်တွဲလေးမှာကျွန်တော်ဒိုလီဆိုရဲ့ character နေနဲ့ပါဝင်တိုးဆောင်ပါတယ်။အာရဇလန်တွဲလေးရတော့မုံမန်ညိုးဖြစ်ပါတယ်။နောက်ပိုင်းကျလို့ရှိရင်လည်းကျွန်တော်ရုပ်ရှင်ကားကြီးရောဇလန်တွဲရောအာကြိုက်တော့မှဖြစ်တဲ့အတွက်ကြောင့်မလို့အားပေးပါလို့ပြောချင်ပါတယ်။ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်။